ပြီးခဲ့တဲ့ဘက်တွေတုန်းကတော့ကျွန်တော်အနေနဲ့မားမလန်နိုင်အောင်စီလာတဲ့အတွက်အော်မတင်ပြဘူးပေါ့နော်ဒီဘက်မှာတော့မရရအောင်ရိုက်ကူးပြီးတော့တင်ပြခြင်းဖြစ်ပါတယ်ဟောဒန်းစီစဉ်လေးမစားတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရိုမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါခြင်းပါတယ်နံပါတ်၁ကကျွန်တော်တို့ယူရိုမင်္ဂလာချမ်းကိုဖုန်းတုံးနဲ့ရလွဲပြီးတော့ဂျန်နေရက်ဒီမှာပေးရမရှိဖွင့်ပေးနေပါတယ် အဲ့တော့ယူရောမင်္ဂလာချမ်းမြည်သူမစိုးလွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရေရရာလေးခြေနိုင်တာပေါ့နော်အာကျွန်တော်ရေရရာကြီးဗာကြီးညာကြီးမရှိပါဘူးမေတ္တာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ရေရရာခြေပေးတဲ့ရေရရာအောင်မြေပဲဖြစ်ပါလေနောက်တစ်ခုကတော့ကျွန်တော်တို့တချို့သောသူတွေကကျွန်တော်တို့ယူရောမင်္ဂလာချမ်းမလာရောက်နိုင်ပါဘူးရဝေးရလူတွေကြီးတယ်နိုင်ငံခြားလူတွေကြီးတယ်အเจ้าမျိုးနဲ့မလာရောက်နိုင်တဲ့သူတွေဆိုရင် online ကနေပြီးတော့ဆက်သွယ်ပြီးတော့ဗီဒီယိုမြန်းလို့ရပါတယ်။ဒီကတော့ Viber နေမိတာပေါ့နော်။ကျွန်တော် Viber number လေးပြောပါမယ်။39692 35 3လုံးခုနှစ်ကဲ39692 2029ရဲ့အဲ့ဒီ number နှလုံးကနေပြီးတော့ဆက်သွယ်ပြီးတော့ဗီဒီယိုလို့ရပါတယ်။ချက်ချင်းတော့ကျွန်တော်တို့မရဘူးပေါ့နော်။အနည်းဆုံး3ရက်ကနေ5ရက်အတွင်းကျွန်တော် host name လေးတွေရေးပြီးတော့ပြန်ပို့ပေးပါတယ်။ကိုအရေးကြီးတဲ့မိကွန်းတွေဆိုရင်လည်းကျွန်တော်ပြန်ပြေပေးပါတယ်။ နောက်တချို့အဆောင်ရေရာအစီအနေအလိုရှိတဲ့သူတွေဆိုရင်လည်းကျွန်တော်စီရင်ပြီးတော့ပေးပို့ပေးပါတယ်နော်အဲ့တော့ online ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်နောက်ကျွန်တော်တို့အမြဲတမ်းပြောနေကြဖြစ်တဲ့အဆောင်ရေရာပစ္စည်းလေးတွေပေါ့ကြာကြီးမင်းတင်ကရဲ့ကြီးပရောက်ပတိတို့ကျွန်တော်ကိုယ်တိုင်စီရင်ထားတဲ့ဝါစိန်ကြီးအဆောင်လက်ပတ်လေးတွေနောက်အင်းစမဖျောင်းနိုင်လေးတွေဒိုးကလေးတွေရောင်မှာအစသဖြင့်အကုန်လေးကိုဆက်သွယ်မှာယူနိုင်ပါတယ် ိုတိုင်းဗေဒင်သင်ခြင်းနဲ့လောကီပညာအတတ်ပညာတွေကိုသင်ခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်လဲအာကျွန်တော်တို့ယူရောမင်္ဂလာချမ်းရဲ့လစဉ်လာတိုင်းတရက်နေ့တိုင်းဖွင့်တာပေါ့နော်အင်္ဂလိပ်လာစမ်းတရက်နေ့တိုင်းဖွင့်တယ်အခြေခံအဆင့်ရှေ့ရဲ့တင်နန်းကိုမြည်သူတို့လာတက်နိုင်ပါလေတင်နန်းကြီးပေးကြမလို့ပါဘူးအခမဲ့တင်နန်းဖြစ်ပါတယ်စရိတ်ငိမ့်ပါနော်စာဝတ်နေရစာတာဝန်ယူပါလေအဲ့တော့ကျားသာပရိသတ်သမီးတွေတွေဟောသံလေးစပါမယ်ကျားသာပရိသတ်သမီးတွေရဲ့ကံတရားမှာ ဒါသာပရိသသမီးတွေတွေကံသာဓမာထူးကြတာတော့ခွဲပလာသုံးလုံးကိုကိုင်းမြောက်တယ်အောင်ပွဲကံတဲ့နမိတ်ဖြစ်တယ်အဲတော့ဂျာလာပရိသသမီးတွေကဒီကလာမှာစက်တူလုပ်ငန်းတွေရှယ်ယာလုပ်ငန်းတွေပူးတွဲပေါင်းစပ်လုပ်ငန်းတွေလုပ်ကင်ဆောင်ရွက်တတ်တဲ့အချိန်ကာလဖြစ်ပါတယ်ဒူးကောင်းတယောက်ကောင်းလုပ်ကင်ဆောင်ရွက်ခြင်းတဲ့အသင်းအဖွဲ့တွေအပေါင်းအသင်းတွေတကယ်ချင်းတွေမိသားစုဝင်တွေနဲ့ တိုင်တိုင်မင်းမင်းနဲ့ဆွေးနွေးညီနိုင်ပြီးတော့အောင်မြင်အောင် လုပ်ကိုင်တင့်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အလိုထက်မှာဆိုရင်လည်းကိုယ်တိုင်းမဲ့ဝိုင်းမဲ့၊ကုညီစောင်းချောက်မဲ့လူတွေပေါများတတ်ပါတယ်။အလိုထက်မှာဆိုရင်လည်းတိုင်းမဲ့ဝိုင်းမဲ့၊ကုညီစောင်းချောက်ပေးမဲ့သူတွေစိတ်သက်တယ်။စိတ်ဓာတ်ကျေရာလုပ်ငန်းတွေနဲ့အချိုးအမြတ်တွေရတတ်တယ်။အထက်လူကြီးတွေ၊ဆရာသမားတွေ၊လုံးဖို့ကိုင်းမဲ့တွေရဲ့ကုညီပံ့ပိုးပေးမှု အပြည့်အဝရနိုင်တဲ့အချိန်ကာလမျိုးဖြစ်တယ်။ ဖေဖော်ဝါရီလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ရင်လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားဆိုရင်လုပ်ကိုလုပ်တင်ပါတယ်လုပ်တဲ့အတွက်လည်းအောင်မြင်မှုကိုအပြည့်အဝရနိုင်ပါတယ်ဒါတော့အလုံးနဲ့ပတ်သက်တဲ့ကံပေါ့နော်နံပါတ်၄ကဆွေမျိုးသားချင်းပေါ့ဆွေမျိုးသားချင်းနေရာလဲဘဝအတွက်အရေးကြီးတဲ့အခန်းကဏ္ဍပါပဲဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံသာရမှာကြတော့ပူပန်သောကဆိုတဲ့ကံတရားပါ တော့ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်တော့ကဂျုံရတတ်တယ်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိတ်ညစ်ရတတ်တယ်ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ကျမ်းမာရေးအသက်ကြီးတဲ့ဆွေမျိုးသားချင်းတွေပါလို့ရှိရင်ဆုံးမသွားတာမျိုးတွေဖြစ်တတ်တယ်ဒီကျမ်းမာရေးနည်းနည်းဂရုစိုက်ပေးဖို့လိုအပ်ပါတယ်အကြောင်းမျိုးမျိုးနဲ့ကိုချစ်ခင်တဲ့ဆွေမျိုးသားချင်းတွေနဲ့ကွဲကွာရတာတွေခွဲခွာရတာမျိုးတွေကြုံရတတ်ပါတယ်။နံပါတ်3ကတော့ လူမှုရေးပေါ့လူမှုရေးနဲ့ပတ်သက်ရင်တော့ဓာတ်နှစ်လက်နမိတ်ကြတယ်ဓာတ်နှစ်လက်နမိတ်ကဘာကိုပြောခြင်းလဲဆိုတော့လူယုံနေပါလေဒုက္ခပေးတတ်တယ်နောက်မိတ်ဆွေပေါင်းသင်းကြောင့်ကိုမစိတ်တော့ကရောက်ရတတ်တယ်မိတ်ဆွေပေါင်းသင်းနေဒီမှာအတူအရောင်တွေပါနေတာမျိုးတွေဖြစ်တတ်တယ်ဗောနောကိုယုံကြည်ရတဲ့လျှို့ဝှက်ချက်တွေကိုအဲ့ဒီမိတ်ဆွေပေါင်းသင်းတကယ်ချင်းနေရအာလုံးလို့ဗောနော မကောင်းသတင်းပြန့်တာမျိုးလေးတွေလည်းကြုံရတတ်ပါတယ်။ကိုကယုံကြည်စိတ်ကြပြီးတော့ပေါင်းစင်းဆက်ဆံရတဲ့မိတ်ဆွေပေါင်းစင်တကယ်ချင်းတွေဟာတဲ့အတူရောင်နေဖြစ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာတော့တော်တော်လေးကောင်းပါတယ်။ခွဲပလား6လုံးနမိတ်ခွဲပလား6လုံးကပန်းပွင့်နေပွင့်နေတယ်ခွဲပလားတွေကိုရတဲ့ပေးကန်းနဲ့ကံတရာနမိတ်ဖြစ်ပါတယ်။ငွေချင်းကံကြမ္မာပွင့်လန်းနေပါတော့အဖက်ဘက်ကနေအစဉ်ပြေချင်းတွေရှိတယ် ကံကောင်းခြင်းတွေရှိတယ်စိတ်ချမ်းသာပျော်ရွှင်ရခြင်းတွေရှိတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့အစအစရရအစဉ်ပြေမဲ့ကံသာတာမျိုးတွေရှိပါတယ်။ဒါမှမဟုတ်ပဋ္ဌာန်ကိစ္စနဲ့ပတ်သက်ပြီးတော့ပူပန်သောကကြုံနေတဲ့ပူပန်သောကရှိတယ်ဆိုရင်တော့မပူနဲ့လို့ပဲပြောမှာဖြစ်ပါတယ်။နောက်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကတော့တော်တော်လေးကောင်းမွန်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကျမ်းမာရေးစိုးစိုးရွားရွားညံခိုက်တွေတည်တည်မမမညံခိုက်တွေလုံးဝမရှိပါဘူးနော်။ ဘယ်လိုပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေသင်တန်းကိစ္စတွေမှာကြတော့သာသပရိသသမီးတွေမှာ စိတ်ကုံခြင်းတို့ညင်းငွေခြင်းတို့ကြောခိုင်းခြင်းတို့အဲ့လိုနှမိတ်မျိုးဖြစ်နေတာအဲ့တော့ပညာသင်နေရင်သင်တန်းတက်နေရင်လည်းအဲ့ဒီပညာကိုအဲ့ဒီသင်တန်းကိုစိတ်မပါလက်မပါလို့မျိုးလေးတွေဖြစ်လာတတ်တယ်သင်တန်းတက်ခြင်းသိတွေကုန်ကန်းသွားတာမျိုးတွေဖြစ်တတ်တယ်နောက်ချေးနောင်နဲ့ပတ်သက်ရင်တော့သာသပရိသသမီးတွေအတွက်တော်တော်လေး ညံ့တယ်လို့ပြောမှဖြစ်ပါတယ်။ဘာလို့လို့လို့မှမသိဖြစ်နေတတ်တယ်လမ်းပြောင်နေတတ်တယ်အခြေအနေအရကြီးတွေမှာရှေ့တိုးရခဲနောက်ဆုံးရခဲတဲ့အခြေအနေမျိုးတွေကြုံနေရတတ်တယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့ခရင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ကောင်းတာတွေကတော့စီးပွားရေးရဲ့အလုပ်ကိုင်းတွေအကျန်တီတွေစိတ်ကူးတွေကောင်းတယ်ငွေကြေးနဲ့ပတ်သက်တာတွေကောင်းတယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ကံစားတာတွေကောင်းပါတယ် အဲနည်းနည်းလေးညံ့တဲ့အရာတော့လူမှုရေးတို့ဆွေမျိုးသားချင်းတို့မိတ်ဆွေအပေါင်းအသင်းတို့အခြေအနေနဲ့ပတ်သက်ရင်နည်းနည်းလေးအခက်အခဲတွေကြုံရတတ်တာပေါ့နော်အဲတော့ဂျာတာပရိသတ်သမီးတွေအတွက်အကျိုးပေးတဲ့ကံတရားလေးတွေပြောပြပါမယ်အယောင်လေးတွေကတော့နံပါတ်1ကအစိမ်းရောင်နံပါတ်2ကတဲ့အနီရောင်ကောင်းပါလေနောက်အကျိုးပေးတဲ့ lucky ကနန်းပေါ့အဲ့ဒါတော့၄နဲ့၁နဲ့ကောင်းပါလား ်ညစွာဘုရားရှင်ကိုရောမြတ်ကြီးကိုလက်ဖက်ရည်နဲ့အုံသီးနဲ့နော်ကလူပူဇော်ပြီးတော့ဆုတောင်းမှာအញ្ញံခိုက်တွေပြပပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိသိမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ဇာသပတိသာသမီတွေအတွက်တပတ်တာကလမှာတွေ့ကြုံမှာကံကြမ္မာဆုကောင်းများအတွက်ဒုက္ခကြေပွင့်တဲတော်နမိတ်ကိုတဲတော်ကတ်လေးတွေနဲ့ဖတ်ကြားပေးတာဖြစ်ပါတယ်။ တော့ယူရောမင်္ဂလာအချံကဘုံတုံးနေရလွယ်ပြီးမြည်သူမဆိုလွတ်လွတ်လပ်လာရောက်ပြီးတော့ရေရာခြေနိုင်ပါတယ်။နောက်တင်းနှံတက်ကျင်တဲ့သူတွေဆိုရင်တော့လစဉ်တရက်နေ့ရနေပြီးတော့ဆယ်နေ့ဒီရှေ့ရတာအခြေခံအဆင့်ဘေးနဲ့တင်းနှံနေရှိပါတယ်။မြည်သူမဆိုလာတက်နိုင်ပါတယ်ပေါ့နော်။အဲ့တော့တင်းနှံကာလာတော့ရှေ့ရကြမယ်တင်းနှံကြီးပါးစင်းညာကြီးတပြားချက်မှပြေးကြမလို့ပါဘူးအခမဲ့တင်ပေးတဲ့တင်းနှံကြီးဖြစ်ပါလေ အားလုံးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကြမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့ယူရောမင်္ဂလာချမ်းနေလိုက်လိုက်လဲလဲဆူတောင်းမြတ်တာပို့တာလိုက်ပါတယ်